ောက်တပါဒီဝဲနေမှာလာဆောင်မဲမဲသစံဖန်ကိုအပိနာစင်နေကြတဲ့သစံဖန်ချက်ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်တွေအားလုံးအတွက်အမတ်တရားနည်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရောမှာဖြစ်ပါရှင် the same ပြည်သက်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆူတောင်းစီစဉ်ကနေဒီနေ့ပထမဦးဆုံးမွေးနေ့ဆူတောင်းပြရမယ့်မွေးနေ့ရှင်ကတော့ ကတာမျိုးကဒေါ်သူစာထေးပဲဖြစ်ပါတယ်။အနီဒေါ်သူစာထေးရဲ့ဒီနေ့မှရောက်ရှိလာတဲ့65နှစ်ပြည့်ဝင်တဲ့အတွက်ကိုတော့မုံရွာမှာနေတဲ့မတ်လန်လိုင်းနှင်းကပောင်ရင်စုတောင်းပြီးလာပဲဖြစ်ပါတယ်ရှင်။တစံဖန်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်မှာဒီတစ်ခါမှာထွက်မှန်ပြီးတော့စုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ ညအောင်မာနေတဲ့ကိုစီသူပဲဖြစ်ပါတယ်။ကိုစီသူရဲ့ဒီနေ့မှရောက်ရှိလာတဲ့39နှစ်ပြည့်ဝင်တဲ့အတွက်ကိုတော့မလလခိုင်မခခခိုင်မဆန်းဆန်းတွင်မမီသူမဆုမွန်ဝင်ကိုရန်ကျော်မခင်စုဝေမနဝရမရှိရှိနိုင်မမေမီညိုမဆူလိုက်နေမရှုံးမိခမခင်များဝင်မတင်းတင်းမအီအီလင်း မတ်ရှင်မတ်စုတန်လီနှင့်မတ်ခင်ရတနာမတ်အီးရွှေစင်မတ်တင်ဆောင်ဝေမတ်အုံမဆွေမမဝါရွှေစင်ဤမတ်ခင်နင်းဝေဆောင်းအုံလိုက်မတ်မူတန်ဝေကိုချစ်မင်းဦးမတ်ကျူးမတ်ချနင်းစီမတ်စုမွန်ကျော်နဲ့မတ်အီးမျိုးတန်တို့ရဲ့ဖြစ်ပါတယ်သူတို့ကတော့ဒီနေ့မှဝင်းနေရောက်ရှိလာတဲ့ကိုစီတူရဲ့ဝင်းနေအတွက်ကိုပအဝင်ပြီးတော့တောင်းဆိုပေးလာပါပဲဖြစ်ပါရှင် ဟုတ်ကဲ့ပါရှင်။ဒီနေ့အမတ်တရားနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်မှာဒီတစ်ခါမှထပ်မံမျိုးစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရဲမြို့မှာနေတဲ့မတ်နော်စုလက်ထရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။မတ်နော်စုလက်ထရဲ့ဒီနေ့မှရောက်ရှိလာတဲ့30နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မှာနေတဲ့ကိုမင်းခန်းစော်ကပအဝင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။ဒီနေ့မှာမွေးနေ့ရောက်ရှိလာတဲ့မတ်နော်ဆုလဲ့ထီအတွက်ကိုမွေးနေ့ဆုတောင်းစကားလေးလေးပြောပြထားပါသေးတယ်။မွေးနေ့ဆုတောင်းစကားလေးကတော့အမနေကောင်းချမ်းမာပါစေ။ချစ်ရတဲ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေဆိုပြီးတော့ဆုတောင်းစကားလေးပြောပြထားပါပဲဖြစ်ပါရှင်။ ။သစင်းဖန်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်မှာဒီတစ်ခါမှာထပ်မံပြီးတော့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့ဟန်လင်းသူပဲဖြစ်ပါတယ်။ဟန်လင်းသူရဲ့ဒီနေ့မှရောက်ရှိလာတဲ့ကိုနေပြေးမွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့မေမေတင်းဝင်းရှင်နဲ့ကိုကိုလင်လတ်ဦးတို့ကပါဝင်ဆုတောင်းပေးလာပါပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်ဒီနေ့အမှတ်ရနေ့အစီအစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးမှာဒီတစ်ခါမှာထပ်မံပြောဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ခန့်ဖုံးတက်ပဲဖြစ်ပါတယ်ခန့်ဖုံးတက်ရဲ့ဒီနေ့မှာရောက်ရှိလာတဲ့အတန်ငါးနှစ်ပြည့်မွေးနေ့အတွက်ကိုတော့ဖိုးဖိုးဖွားဖွားတွေဖြစ်ကြတဲ့ဦးတောင်းဒေါ်တောင်းတင်ဦးမြင့်ဝေဒေါ်ဝင်းဦးမာလာဒေါ်ဖြူလုံးဦးတော်တော်တွေဖြစ်ကြတဲ့ဦးစိန်စောမဆိုးကြီးဦးလင်းလင်းမတ်ထက်ကြီးဦးစရာအောင်အန်တီမီလေကိုအောင်မင်းခန့်နဲ့ မြမလေးရုံးကြီးခိုင်တို့ကပောင်ရီစုတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်မတရားနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်ကနေဒီတစ်ခါမှထပ်မံမျိုးစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့နေပြည်တော်ပေါ်ပေါ်တည်မျိုးမှနေတဲ့ဦးမြရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ချစ်ဖေဖေဦးမြရဲ့ဒီနေ့မှရောက်ရှိလာတဲ့85နှစ်ပြည့်ဝင်းနေအတွက်ကိုတားဖြစ်သူဘုံမူဝင်းထက်စွန်းနေစနီဒေါ်အေးတန်လှိုင်း ညီဖြစ်သူဝီလျံတို့ကနေပြီးတော့ပေါဝင်စုတောင်းပေးလာပဲဖြစ်ပါရှင်။တစီယံဖန်ရင်ပြည်သက်တွေအားလုံးကိုအမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ ရသည်များရှင်ဒီနေ့မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်မှာပါဝင်လာတဲ့သူကတော့ရန်ကုန်မှာနေတဲ့ကိုဟိမင်းသူပဲဖြစ်ပါတယ်။ကိုဟိမင်းသူကတော့သက်ဆိုင်သူမတ်ချိုတာချမ်းမြင့်နဲ့ဒီနေ့မှရောက်ရှိလာတဲ့ချက်သူတက်တန်းနှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက်ကိုကိုရင်ပါဝင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။ စင်ဖန်ပရိသတ်များရှင်မတရားနေ့အစီအစဉ်ကိုတော့ချွားတင်ဆက်ပေးခဲ့ရပါဖြစ်ပါတယ်ပရိသတ်ကြီးကမတရားနေ့အစီအစဉ်ကနေပြီးတော့ဝင်းနေရှင်တွေနဲ့အတူတူစစ်သူဆုံးတွေမင်္ဂလာစနေမနက်နေ့အားလုံးအတွက်ကိုစုမုံစကားလူတီတောင်းပေးခြင်းနေဆိုရင်တော့တစင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကိုနေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်တစင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူတစင်ဖန်အနာတိမဲ့ YouTube channel မှာ လည်းကမ္မနီနဲ့အတူပောင်းဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးနေတဲ့ပြည်သက်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။